သမရဒေါ်နယ်ထရန့်ပြဋ္ဌာန်းထားတဲ့ခုံတုပ်တွေကြောင့်မေဖက်နိုင်ငံတွေနဲ့တွဲဆုံဆွေးနွေးမှုတွေမှာတော့ကန့်ကွက်ပြစ်တင်မှုတွေနဲ့အမေရိကန်ရာရှိတွေရင်ဆိုင်နေရတဲ့အတွက်သူ့အနေနဲ့နောက်ပြန်ဆုံးဖို့အသေးပြင်ထားတာဖြစ်နိုင်တဲ့လက္ခဏာတွေတွေ့ရတယ်လို့ BBC စောင်းမမှာဖော်ပြပါတယ်။သမရထရန့်ရဲ့အခွန်တိုးမြင့်ပြဋ္ဌာန်းမှုကြောင့်ကမ္ဘာစီးပွားရေးလက်ပတ်မှုပုံစံတမိုင်းဝင်ပြောင်းလဲသွားနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေရှိနေပါတယ်။အမေရိကန်ရဲ့ခွန်များဆုံးတိုးမြင့်ခံထားရတဲ့တရုတ်ကတော့အမေရိကန်ကိုဆန့်ကျင်ကြဖို့တိုက်တွန်းထားပြီးအစိုးရအထိတိုက်ခိုက်သွားမယ်လို့ကြွေးကြော်ထားပါတယ်။ ဝါရှင်တန်နဲ့ကုန်သွယ်ရေးသဘောတူညီမှုရယူဖို့ကြိုးပမ်းရမှာလဲ။အမေရိကန်ဂျီနက်စေယုံတတ်တတ်မလို့ဆောင်ကြဖို့ဘေကျင်းကနိုင်ငံအများကိုတိုက်တွန်းထားပါတယ်။အမေရိကန်ကိုဂျီနက်အောင်လုပ်ပေးရုံနဲ့ငင်းချင်းရရှိလာမှာမဟုတ်ဘူးလို့ဘေကျင်းကပြောထားပါတယ်။ ကုန်တော်ရေးလုံငွေပြမှုကျင်းမြောင်းစေရေးအခွန်တွေတိုးမြင့်ပြချမ်းတာဖြစ်တယ်လို့ထရန့်ကပြောထားပြီးတရုတ်ကိုအခွန်အများဆုံးပြထမ်းထားတာဖြစ်ပါတယ်။ထရန့်ရဲ့လုံရက်တွေကြောင့်ကမ္ဘာဈေးကွက်တွေခေါင်းဝက်ခေါမဖြစ်သွားခဲ့ပြီးစားသုံးသူတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေစိုးရိမ်တကြီးဖြစ်သွားခဲ့ရပါတယ်။ထရန့်ကတရုတ်ကလွဲပြီးတော့တခြားနိုင်ငံတွေအတွက်ပြထမ်းထားတဲ့အခွန်တွေကိုရက်60ကျားဆိုင်းငံ့ပြီးတော့ကုန်တော်ရေးသဘောတူညီမှုရယူကြဖို့ပြောဆိုထားပါတယ်။ တခြားနိုင်ငံတွေကအမေရိကန်ကုန်စည်တွေပေါ်လက်တော့ပြန်အခွန်တိုးမြင့်မှုတွေလှုံ့ဆော်လာနေပြီးအမေရိကန်စီးပွားရေးကိုထိခိုက်စေနိုင်တဲ့ခြေနေတွေကြောင့် Trump အနေနဲ့အခွန်ပြဋ္ဌာန်းမှုတွေကနေနောက်ဆုတ်ဖို့အသင့်ပြန်ထားတဲ့လက္ခဏာတွေတွေ့မြင်နေရတယ်လို့ BBC စောင်းမောင်းမှာဖော်ပြထားတာဖြစ်ပါတယ်။